စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတွီးကန်ဒေတာ တိုင်းစစ်ဌာနချုပ်ကိုတွားရောက်ပြီးတက်တွင်စီယုံရေးတွေလှုပ်ဆောင်နေပြီးအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ချမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်ခြေဆိုင်တွီးကန်ဒေတာ တိုင်းစစ်ဌာနချုပ်ဟာလက်ရှိမှာစစ်မီးမကူးဆက်သေးတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့မေလ23ရက်ကတည်းကစေကောင်းဆောင်ရောက်ရှိနေခြင်းဖြစ်တယ်လို့၎င်းတို့ဝါရဖြန့်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ရခင်ဒရီဂန်ဒေတာတိုင်းမှုဖြစ်ခဲ့မှုတဲ့စေကောင်းဆောင်ရဲ့အဲ့ဒီခီးစဉ်ဟာတက်တွင်းတက်ပြင်ဒေတာကန်ပြည်သူလူထုကိုစီယုံရေးဆင်းမှုဖြစ်ပြီးစေရေးပြင်ဆင်မှုတွေပြုလုပ်နိုင်တယ်လို့လည်း CDM အရာရှိတွေနဲ့စေရေးအကဲခတ်တွေကသုံးသပ်နေပါဗျ။အလားတူစေကောင်းစီရဲ့ထုတ်ပြန်ချက်တွေမှာလည်းကျိုင်းတုံတက်နယ်ကလက်အောက်ခံတပ်ဖွဲ့ဝင်တွေပြည်내အဆင့်ဌာနဆိုင်ရာ မျိုးမိမျိုးဖတွေနဲ့တွေ့ဆုံရမှာစေကောင်းဆောင်ကမိသားစုစိတ်ဓာတ်နဲ့စီလုံးနေထိုင်ကြဖို့ပြောဆိုတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ပေးရလာတဲ့အမိန့်နဲ့တာဝန်ကိုခြေပြွန်စွာထမ်းဆောင်ဖို့နဲ့တွေ့ကြုံနေရတဲ့အခက်အခဲတွေကိုဖြေရှင်းရမှာတောင်ကြီးဖွန်အောက်ဆိုတဲ့စိတ်ဓာတ်တွေမွေးမြူပြီးကြော်လွားသွားကြဖို့စေကောင်းဆောင်ရဲ့ပြောဆိုချက်အရသိရပါတယ်။စေကောင်းစီမှာအခုဆိုနေဆက်ကုံသွဲမှုလမ်းကြောင်းတွေကတော်တော်များများပိတ်နေပြီးနောက်ဆုံးထွက်ပေါက်ဆိုလို့ တနင်္သာရီဒရီကန်တိုင်းစစ်ဌာနချုပ်ရှိတဲ့ကျိုင်းတုံရန်ကုန်ဒီလောက်ပဲရှိတော့တယ်လို့ CDM ဘူကြီးဖုံတိုက်က ARD Times ကိုပြောပါရယ်အဆိုပါခီးစဉ်တွင်စစ်ကောင်းဆောင်ဟာဒရီကန်ဒေတာတိုင်းစစ်ဌာနချုပ်ရဲ့စေဦးစီးစီရင်နဲ့စစ်ထောက်ဆံရာဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုစစ်ဆေးပြီးမိုင်းလာအဖွဲ့ NDA နဲ့လည်းမေလ25ရက်ကတွေ့ဆုံခဲ့တယ်လို့သိရပါရယ်အဲ့ဒီတွေ့ဆုံမှုမှာစစ်ကောင်းဆောင်ကမိုင်းလာဒေတာအတွက်ပညာရေးကျန်းမာရေး ရာဘာကိုအခြေခံတဲ့ဆက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာလိုအပ်တာတွေထောက်ပံ့ပေးမယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။အလားတူ NDA ကလည်းဒိုးတောင်ဝင်အရေးသုံးပါအတွက်အဓိကထားပြီးဒေသရင်းအခြားလက်နက်ကိုင် နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံခြင်းမရှိသလိုဒေသရင်းနဲ့နိုင်ငံတော်တည်ငြိမ်အေဂျင်စီအတွက်ပူးပေါင်းသွားမယ်လို့ဆိုထားပါတယ်။ NDA မူကတော့အားလုံးနဲ့တင်းမြအောင်ပေါင်းရေးပါပဲ။စစ်ကောင်စီနဲ့လည်းအဆက်အသွယ်မပြတ်ပါဘူး။ ဥက္ကဋ္ဌဦးဆိုင်လင်းကွယ်လွန်တုံးကလည်း EAOS SSC တိုင်းမှုတွေအကုန်လာပြီးကာရဝပြုခဲ့ကြပါတယ်လို့ CA ကခတ်တူက Airy Times ကိုပြောပါတယ်။မြောက်ပိုင်းမဟာမိတ်တိုင်းသားလက်နက်ကိုင်ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်မိုင်းလာ NDA ဟာ၎င်းတို့ထိန်းချုပ်ရှမ်းအရှိအထူးဒေသ၄ကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးဖို့လဲတောင်းဆိုထားတယ်လို့သိရပါတယ်။ ခုခံတော်လှန်မှုတွေကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်အထိစီရေးချင်းချောင်းမှုတွေရှိနေပြီးတိုင်းစစ်ဌာနချုပ်အပောင်းဝင်နေမြေတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခံနေရတာကြောင့်စစ်ကောင်ဆောင်ဟာနယ်လက်စည်းရုံးရေးတွေဆင်းနေရတယ်လို့သိရပါဗျ။အရင်လားရှိုးကြတော့သူတို့ကတရီကန်တိုင်းကိုပြင်ထားတာအကယ်၍နေပြည်တော်ကြရင်တော့တရီကန်တိုင်းကိုပြင်ထားတဲ့ဆိုတာမျိုးသတင်းရှိတယ်လို့စီရေးအကဲခတ်တူးကထောက်ပြသုံးသပ်ပါဗျ။ စစ်ကောင်းဆောင်လက်ရှိရောင်းရှိနေတဲ့တရီကန်တိုင်းစစ်ဌာနချုပ်ဟာမိုင်းယောင် မိုင်းပြင်မိုင်းဖြက် မိုင်းခတ်မိုင်းလာမျိုးနယ်တို့နဲ့ဆက်ဆက်နေပြီးတရုတ်ထိုင်းလာအိုကမ္ဘောဒီးယားနယ်စပ်ထွက်ပေါက်တွေလည်းတည်ရှိနေတဲ့ဒေသလည်းဖြစ်ပါတယ်